ကတက္ကမတွေလောင်းလူမှစားရတာပေါ့နော်အဲ့လောင်းလူမှဖုံးပေးရတာဖြစ်တဲ့အတွက်ဒီတက္ကတက္ကမတွေသာမရက်တည်နိုင်တော့နဘတ်တဲ့အရေးကြီးနေတာသူတို့တွေပဲ။ ဖုံဖုံတို့တွေမဟုတ်ဘူးပေါ့နော်ကြီးမားတဲ့လုပ်ငန်းကြီးတွေတော့အများကြီးမလုပ်နိုင်သေးဘူးဒါပေမဲ့သင်းငယ်တဲ့လုပ်ငန်းကိုတော့ကြီးမားတဲ့မေတ္တာတရားနဲ့လုပ်နိုင်အောင်ကြိုးစားသွားမယ်လို့တော့ဘုံကတော့ပြောချက်ပါတယ်အဲ့ဒီဘုံဘုံစလောက်တာကတော့ ြစ်ရံနေဖြစ်တဲ့အဲအဲ့ဒီ12နာရီ90ရာနေစပြီးတော့လှုပ်ပြီးငရင်ငိမ့်ငိမ့်သွားတဲ့အချိန်မှာအဲစဖြစ်တာတော့ဖမုံရဲ့ယဟန်အမကြီးပေါ့အိမ်ကစွမ်းအမှန်ပေါ်တာဆောင်ဆိုတော့ပြီးသွားတယ်လို့ကြားတာနဲ့ကြောင်းကိုပြစ်ထားခဲ့ပြီအဲ့ဒီမှာကယ်ဆယ်ရေးသွားလှုပ်တယ်သွားလှုပ်ရင်းကနေမှစင်ငိုင်ဆေးရုံမှာလည်းလိုအပ်ချက်တွေရှိတယ်ဆိုပြီးတော့စင်ငိုင်ဆေးရုံမှာအဲလူနာရှင်မပေါ်ဘဲနဲ့တည်ဆုံးသွားတဲ့အလောင်းတွေအဲဆေးရုံဆရာဆရာဝန်ဆရာမတွေကလည်း ဟိုမနိုင်မှုဖြစ်တယ်ပေါ့နော်တမျိုးနယ်လုံးပြိုတဲ့အတွက်အဲ့ဒါတွေအရင်လောက်ရာနေမှာဟာဒါဆိုရင်တော့မဖြစ်ဘူးကြံ့နေရှိတယ်လဲကူမဖြစ်မယ်လှုပ်ပေးမှဖြစ်မယ်ဆိုပြီးအဲ့ဒီနေရာနေဒီနေ့ထိလှုပ်နေတော့မယ်ဖုံဖုံတို့သာသနာတော်မှာကြတော့ယဟန်တန်ဃာတွေကဖုံဖုံတို့ကကိုယ်ပိုင်အလုပ်တွေကိုယ်ပိုင် စီးပွားတွေမရှိဘူးမရှိတဲ့အတွက်ဒီတက္ကမတွေလူမဒီတက္ကမတွေလောင်းလူမစားရတာပေါ့နော်အဲ့လောင်းလူမဖုံးပေးရတာဖြစ်တဲ့အတွက်ဒီတက္ကမတွေသာ မယက်တည်နိုင်တော့ဘူးဆိုရင်သာသနာကလည်းသုတ်ယုတ်လာမှာအဲ့ဒီအတွက်ဖမုံအနေနဲ့တော့တော်တော်ခံစားရတယ်တော်တော်ခံစားရတယ်သူတို့တွေရဲ့ဒုက္ခအခက်ခဲတွေပိုများလေလေဖမုံတို့စာတင်စာချလုပ်တဲ့ဆရာတော်တွေရဲ့ဆုံးခွန်းဝေယဝိစတွေဆုံးခံစားရတာတွေကတော်တော်ဒုက္ခပိုများလာမှာအဲ့တော့အမြန်ဆုံးသူတို့တွေလူမှုဘဝတွေစီးပွားရေးတွေလုပ်ငန်းကိန်းကန်းတွေမိမိအိမ်တွေကိုပြန်ရောက်ပြီးနေနိုင်မှသာလျှင်ဖမုံတို့လည်းပရိယတ္တိရောပရိပတ်တိရောပရိဝေဒဆိုသောသာသနာ၃ရပ်ကိုထမ်းဆောင်မှဖြစ်တဲ့အတွက်နံပါတ်၁အရေးကြီးနေတာသူတို့တွေပဲ။ ဖုံဖုံတို့တွေမဟုတ်ဘူးပေါ့နော်ဖုံဖုံတို့သာသနာဆက်ပြီးရှေ့ဆက်လို့မခတ်ဖို့အတွက်ကသူတို့တွေကိုအရင်ပြန်လဲထူထောင်ပြီးနေအိမ်ကိုအမြန်ဆုံးတင့်တော်တဲ့နေရာလေးကိုရောက်ပြီးလောက်ကိုင်းနေပြန်လုံနိုင်ဖို့ပဲဖုံဖုံတို့ကအဲ့ဒီဂျားကာလာလေးမှာစာရေးနေနေရေးခက်ခဲနေမှာပြောပါလောက်တဲ့သေးသေးလေးနဲ့အရင်စပြီးကူညီတာကြီးမားတဲ့လုပ်ငန်းကြီးတွေတော့အများကြီးမလုပ်နိုင်သေးဘူးဒါပေမဲ့သင်းငယ်တဲ့လုပ်ငန်းတို့တော့ကြီးမားတဲ့မြေတားတရားနဲ့လုပ်နိုင်အောင်ကြိုးစားသွားမယ်လို့တော့ဘုံကတော့ပြောချင်ပါတယ်ခန်းစားရတာကတော့အများကြီးပဲ အများကြီးဆုံးရှုံးတယ်အဲ့တော့ဒါမဲ့အဲဒါလိုပဲမမြဲတဲ့သဘောတရားဖြစ်တဲ့အတွက်ဒီတိုင်းပဲဖြေရမှာပေါ့နော်အားလုံးကိုစားလဲထပ်သူစိတ်မကောင်းဘူးဖမုံပန်ပိုးတဲ့လူတွေကငွေအားပန်ပိုးတဲ့သူရှိတယ်ပစ္စည်းပန်ပိုးတဲ့သူရှိတယ်လူအားပန်ပိုးတဲ့သူရှိတယ်ဒီအချိန်မှာတော့အဲ့ဒီပန်ပိုးနေတဲ့သူတွေကလည်းအရင်ကြီးပြည့်စုံပြီးပိုရှံနေလို့တော့မဟုတ်ဘူးလိုအပ်တဲ့နေရာမှာမျှဝေစားသုံးခြင်းနဲ့စေတနာနဲ့ပံ့ပိုးတာဖြစ်တဲ့အတွက်ကြောင့်မလို့လိုက်လူတဲ့ နောက်ထပ်ပံ့ပိုးမဲ့ဒကာတွေရှိလို့ရှိရင်လည်းပြောချင်တာကတော့တကယ်ဒုက္ခရောက်တဲ့လူတွေရဲ့လက်ထဲကိုဒိုက်ရိုက်ပို့ဆောင်နိုင်တဲ့စနစ်နဲ့သွားပါဘာဖြစ်လို့တော့ဒီလိုခက်ခဲနေတဲ့အချိန်ကာလမျိုးမှာမတမာတော့နီးနဲ့ဒီဒုက္ခရောက်နေတဲ့သူတွေအပေါ်ခုတ်သွေးဆုပ်ပြီးလှုပ်ရှားနေတဲ့သူတွေလည်းတလေကြီးဖြစ်တဲ့အတွက်အတုအပခယူးပြုဖို့ရယ်ဒီလူတွေနဲ့ပတ်သက်လို့တကယ်ကိုခက်ခဲတဲ့တကယ်မပြေလည်တဲ့နေရာတွေထဲထဲဝင်ဝင်သွားလာခက်ခဲတဲ့နေရာတွေကိုပူပေါင်းပြီး လူအားငွေအားစသည်ဖြင့်လိုအပ်ချက်တွေကိုလှုပ်ပေးဖို့ရနောက်တစ်ခုတိုက်တွန်းချင်တာကတော့ဘုံဘုံပါတော့မိုးရွာစီကိုရောက်လာပြီးနေအိမ်အဆောက်အဦတွေချက်ချင်းပြန်မဆောင်နိုင်ဘူးအဲတန့်နေထိုးထားတဲ့ဟာတွေကလည်းမိုးလေကျလိုက်တဲ့ချိန်မှာပျက်စီးသွားတဲ့အတွက်ကြောင့်မလို့အားလုံးဝိုင်းပြီးတော့မိသားစုတစ်ဖွဲ့နေလို့ရတဲ့နေရာတွေမှာစီမံဆောင်ရွက်ဖို့အဲလှုပ်ဖို့လိုမယ်ပေါ့နော်အဲ့တော့ပံ့ပိုးပါအများကြီးပံ့ပိုးပါအများကြီးပြန်လဲထူထောင်နိုင်အောင် မြဝေစားတော့ပြီးမြဝေဝင့်ဆင်ပြီးတော့လှုပ်ဆောင်ပါလို့ပဲပြောချင်ပါတယ်